မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group ရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ကွန်ကရစ်တိုက်ပွဲထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးသွားခဲ့ပါတယ်။ ဟိုပုံးဒေတာဘက်မှာတော့ပြီးသူဆက်အဖွဲ့ကလုပ်ငန်းအခွင့်ဆိုပြီးတော့ချင်းချောက်ပြီးငွေကြီးကောက်ခံတာတွေလုပ်နေတယ်လို့ဒေတာကန်တွေကပြောပါတယ်။သတင်းပိတ်ပို့ချက်တွေထဲမှာတော့ကရနီစစ်ဘေးရှောင်တွေစားနပ်ရိက္ခာနဲ့တောက်သုံးရည်အရေးပေါ်လိုအပ်နေတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မအမီနဲ့အတူ NMG ရဲ့သတင်းထောက်တွေကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ူလာသမဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာရိုဟင်ဂျာအရေးကိုဖြေရှင်းဖို့သက်ဆိုင်သူ stakeholder တွေအားလုံးနဲ့စကားပြောဆိုနေတယ်လို့ဖေဖော်ဝါရီလ23ရက်နေ့ကပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာရိုဟင်ဂျာတွေနဲ့တွေ့ဆုံဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေပြီးရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့အာရခတပ်တော် AA နဲ့ဆက်သွယ်ပြောဆိုမှုရှိမရှိမေးမြန်းမှုအပေါ်သက်ဆိုင်သူအားလုံးနဲ့စကားပြောဆိုနေတယ်လို့ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ရိုဟင် ကြအရေးနဲ့လက်ရှိမြမအရေးတို့ဟာရှုပ်ထွေးပြီးကာလကြာရှည်ဖြစ်ပွားနေတဲ့အကျက်အတဲတွေဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ ကရင်ပြည်ကွန်ကရစ်မြို့နယ်ရွာတစ်ကုန်းရွာမှာ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးပြီးတော့3ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ Justice Soldier PDF အဖွဲ့ကဖေဖော်ဝါရီ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ18ရက်နေ့ကတော်လရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ရွာတစ်ကုန်းရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတနင်္လာနေ့ပတ်အကြာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့တဲ့ အပြင် MA1 တနက်တလက်နေမိုင်ခဲရန်တွေနဲ့မူရစီဝါတွေလည်းတင်စီရမိခဲ့တယ်လို့ Justice Soja PDF အဖွဲ့ကထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲထဲမှာစစ်မှုရန်စင်တင်နန်းသားအသစ်တွေလည်းအများပြားပါဝင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီတနက်တော်လင်းတပ်ဖွဲ့တွေအကြားနေစဉ်နဲ့အများထိတွေ့တိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေတယ်လို့ဆိုပါတယ်။တန်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ပြည်သူစံနာနဲ့မဆန့်ကျင်ပဲပြည်သူနဲ့တသားတဲ့ယက်တီကြဖို့ကိုလည်း Justice Soja PDF အဖွဲ့ကတိုက်တွန်းထားပါတယ်။ရှမ်းပြည်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံမြို့နယ်ဘက်မှာတော့စစ်ကောင်စီလက်အောက်ခံပိုးပြည်သူစစ်အဖွဲ့ PNA ကအခွန်အခတွေကိုကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။၂025ခုနှစ်တနစ်စာအတွက်ဟိုပုံမြို့နယ်ထဲမှာကိုပိုင်လုပ်ငန်းရှိတဲ့သူတွေကိုသူတို့အသုံးပြုတဲ့ရင်းအပေါ်မှာအခွန်ငွေတွေကိုကောက်ခံနေတာဖြစ်တယ်လို့ ဟုတ်ပုံးဒေသခံတွေကပြောပါတယ်။လက်ရှိကောက်ခံနေတဲ့နှုံထားအရာဒဇီးနှုံကိုစံကဲဟာ7,000တောင်ထော်လာကြီးဒဇီးကိုတော့7,000အိမ်စီကားကိုတော့2,000တွဲကားကို7,500စသဖြင့်အတီးတီးတက်မှတ်ပြီးတော့ကောက်ခံနေတာဖြစ်ပါတယ်။ကိုပန်လုပ်ငန်းလုပ်ကင်နေကြတဲ့သူတွေကိုလည်းလုပ်ငန်းအမျိုးအစားအလိုက်7,500ကနေ7,000အထိကောက်ခံနေပြီးမတ်လကုန်မှာအပီးသက်ထည့်ဝင်ရမယ်လို့ဆိုပါတယ်။လက်ရှိ PNA ရဲ့ကောက်ခံမှုတွေမှာတပိုင်း တနန်ရောင်းချတဲ့ပြန်ကျဈေးတွေလည်းပါဝင်ပြီးတော့ကုန်ကျစရိတ်တွေပို့လာတဲ့အတွက်ဈေးတွေကစိုးရိမ်နေကြပါတယ်။ အခုဆက်ပြီးတော့သတင်းပေးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ခရနီပြည်ဒီမော့ဆိုမြို့နယ်မှာတော့ခရနီစစ်ဘေးရှောင်တွေအတွက်စားနပ်ရိက္ခာနဲ့တောက်သုံးရည်အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသတွင်းကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ဒီအကြောင်းကိုတော့ကိုစောပွေးရတင်ဆက်ပေးထားပါတယ်။ဒီမော့ဆိုမြို့နယ်ပန်ပက်ကျွော်အုပ်စုချောင်းတင်းကျွော်မှာလမ်းမဆက်တွေခက်ခဲနေတာကြောင့်2024ခုနှစ်စက်တင်ဘာလနောက်ပိုင်းကလေးကလူရှင်တွေမလာတော့ဘူးလို့ဆိုပါရယ်စစ်ဘေးရှောက်မျိုးသမီးတယောက်က သူတို့ကြုံနေရတဲ့အခက်အခဲတွေကိုခုလိုပြောပြပါဗျ။ဒီမှာအနေနဲ့ကျွန်မဟာဆိုတော့တချို့လူတို့သမီးဗလဲဗကာရီလိုက်ကဘရမဝဲဆိုင်ရဘကျွန်မလည်းအဲတပီနပီနဲ့တော့ဝဲဆိုင်ရတဲ့တနောက်ကိုအနေဆုံးသမီးခေါ်တာတည့်ရဲ့နည်းရဲ့အဲ့လိုမျိုးအဲ့လိုမျိုးပိုက်ဆံစုရဘရမဝဲဆိုင်ရတဲ့ဆရာကြီးစီနဲ့တခါမှမဝဲဆိုင်နိုင်ရောဘူးအသားတွေဆိုလည်းတခါမှမဝဲဆိုင်နိုင်ရောအဲ့လိုမျိုးနောက်ဆုံးဆိုလည်း ။အော်မဆောင်ဆိုလဲရှိတဲ့လူဟာနဲ့တချေစားရတယ်။ချောင်းတင်းရွာမှာလူဦးရေ150လောက်နေထိုင်ကြပြီးအများစုကတက်ကြီးရွယ်ဦးနဲ့နှုတ်ဆုပ်အရွယ်ကလေးတွေပါဝင်နေတာကြောင့်စီဝေါနဲ့ကျဲမကြီးအထောက်အကူပြု အာဟာရဓာတ်တွေလည်းလိုအပ်နေတယ်လို့ဆိုကြပါဗါး။ဒါအပြင် ောက်သုံးရည်အတွက်လည်းတပေပါကူတတောင်းကျက်နှုံနဲ့ဝယ်ယူသုံးဆွဲနေရပြီးလာမဲ့နွေရသည့်အတွင်းရေရှားပါးလာမှာကိုစွေးနေကြတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်ဒေသတွင်းကုညီဆောင်ရွက်ပေးနေသူ CDN ចောင်းဆရာမမမီမီကခုလိုပြောပါတယ် ရလို့ရှိရင်အန်ဒီရီရှိတယ်။အဲစားကားစားပတ်တွေကနေဒရုန်းနေနဲ့ခြားတာတွေတွေ့ရတယ်။ဒါပေမဲ့သူတို့ကကျတော့ဘယ်လိုပြောမလဲအရင်စုမိသွားကြတယ်။မိုင်းနေထောင်ထားတာတွေတော့ရှိတယ်။ဒါလို့ရှိတယ်ဆိုတော့သူတို့သိရတယ်ပဲဘယ်နေရာမှာလဲဆိုတော့သူတို့မသိကြအောင်မသိကြရင်ကျတော့သူတို့တွေဒီသွားလို့ရှိရင်လမ်းမကြီးပေါ်ဟိုတတရလမ်းမကြီးပေါ်ကနေပဲသွားရတယ်။လမ်းမီးတွေပါရေဆိုသူတို့ကတိတ်မစင်းသွားရဲ။ဒါပေမဲ့သူတို့ရဲ့စားဝတ်နေအတွက်သူတို့တွေကအဲအယူအလေးကိုသွားပြီးတော့အသီးဝယ်လေးတွေတစ်ခုကြတယ်ခရီးဝေးလေးတွေကောက်ပြီးတော့ ခရူတွေကောက်ပြီးတော့ပြန်လာရောင်းကြတယ်။2025ခုနှစ်အတွင်းစစ်ကောင်စီကရှမ်းတောင်ရောက်စစ်ဘေးရှောင်တွေကိုဖိအားပေးနေရပြန်ခိုင်းထားတာကြောင့်လေခရီနီပြည်ကတိုးလာတဲ့လူဦးရေနဲ့စားနေရိတ်ခါ အလုတ်ကိုင်းနေရာထိုင်ခင်းတွေမလုံမလောက်ဖြစ်နေကြတယ်လို့ဆိုပါတယ်။တိမောဆိုမြို့နယ်အတွင်းမှာရှိတဲ့ရွာတွေကိုစစ်ကောင်စီကလက်နက်ကြီးနဲ့နေ့စဉ်နှိပါပစ်ခတ်နေတာကြောင့်ပြည်သူတွေဆက်လက်တင်းရှောင်နေရပြီးလက်နက်ကြီးမကျတဲ့ရွာတွေကလည်းဝေးလံခံဖျားတာကြောင့်စာနယ်ဇင်းကနေအလုတ်ကိုင်းရှားပါမှုတွေကိုရင်ဆိုင်နေကြပါတယ်။ ရှမ်းပြည်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်ဘက်မှာတော့ပိုးအမျိုးသားအဖွဲ့ချုပ်ပါတီ PNO အဖွဲ့ဝင်တချို့ကစစ်ကောင်စီရဲ့စစ်မှုထမ်းစီးရင်မှာပါဝင်လာတယ်လို့ဒေသတွင်းစစ်မှုထမ်းအကျုံးဝင်လူငယ်တွေကပြောကြပါတယ်ဒီကြောင့်ကိုတော့စမိုင်းကတင်ဆက်ပေးထားပါတယ် ခုပုံမျိုးနယ်ရှိကျေးရွာတွေမှာ PNO ပါတီဝင်တချို့ကိုစစ်ကောင်စီကဒေသတည်ငြိမ်ရေးအတွက်လို့ဆိုပြီးစစ်မှုထမ်းစစ်ခေါ်စာနဲ့အိတ်တရာရောက်ပြီးပို့လာတာလို့ဆိုကြပါတယ်။မြေပြည်တည်ရင်းမြစ်ကအခုလိုပြောပါတယ်။အဲ့ဒါတွေကတော့ကျွန်တော်တို့လည်းဟိုကြတိနေရပါတယ်စီကောင်စီကလည်း PNO ဖြစ်လို့လူမျိုးလူကင်ခွင့်ရှိတယ်လို့တော့မပြောထားပါဘူးဒီစီကောင်စီကထုတ်ပြန်ထားတဲ့အစိမှုထမ်းနေဥပဒေမှာလည်း ပီတူစစ်တွေကိုကင်းလခွင်းပေးထားတဲ့ဟိုစာတွေမပါပါဘူး။ဒါကြောင့်ပီတူစစ်ဖိုက်ဝေတွေဖြစ်တည်ပြီးစီပီတူစစ်တဖိုက်ဝေမဟုတ်တည်ပြီးစီကောင်စီကတော့ခေါ်ပါပဲဖြစ်ပါ ပြီးခဲ့တဲ့2024ခုနှစ်အတွင်းပအိုးရွာဒီမှာ PNA ကစစ်မှုထမ်းတင်နယ်တွေဖွင့်လှစ်ခဲ့ပြီးအဲ့ဒီတင်နယ်တဲရောက်သူတွေကိုစစ်မှုထမ်းကင်းလွတ်ခွင့်ကပ်ပြားတွေထုတ်ပေးခဲ့တယ်လို့ဆိုကြပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းစစ်ခေါ်ခံခဲ့ရတဲ့ PNO ပါတီဝင်တွေကတင်နယ်တဲရောက်ခြင်းမရှိဘဲအဲ့ဒီကပ်ပြားတွေကိုပတ်ဆက်ပေးဝယ်ယူထားတာကြောင့်စစ်ကောင်စီရဲ့စစ်မှုထမ်းမှာပါဝင်လာခြင်းဖြစ်ပါတယ်။ပအိုးအမျိုးသားလူမျိုးရေးတပ်မတော် PNLA စစ်ဖက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူခွန်ရေးရန်ကအခုလိုပြောပါတယ် အခုဆိုရင်စစ်ကောင်စီနဲ့ပြည်သူစစ်ကပိုးဒေသတွေမှာဟိုအပြန်အပြိုင်ပေါ့နော်အပြိုင်စစ်မှုန်းခေါ်နေကြတာဖြစ်ပါတယ်။ဥမာတရွာကို60ယောက်ခေါ်တယ် PNO ကတရွာ6ယောက်စစ်ကောင်စီအတိုင်က4ယောက်ပြည်သူတွေကအဲ့လိုမျိုးပေးနေရတာဖြစ်ပါတယ်ဒါကြောင့်ဒီမတရားမှုကိုတော်လာကြဖို့လူမျိုးနေမိမှာလူမျိုးနေမိကိုနေထိုင်ကြဖို့ဒီစီကောင်စီတွေထိန်းချုပ်မှုမရှိတဲ့နေရာမှာနေထိုင်ကြဖို့တွန်းလှန်ကြဖို့လိုတယ်လို့ပြောချင်ပါတယ် ပြင်းတို့ပြောရေးဆိုခွင့်ရှိသူစောခွန်ကျော်ဝင်းကလည်းပို့ဥဒေတာတွင်တည်ငြိမ်အေးချမ်း၏အတွက်ပီအန်နိုပါတီဝင်တွေကိုစစ်ကောင်စီကစစ်မှုထမ်းဆင့်ခေါ်တဲ့အပေါ်မူအဖြစ်သဘောတူညီမှုရရှိထားတယ်လို့တတိယမီဒီယာတွေမှာဖြေကြားထားပူပါတယ် ဟူပုံမြို့နယ်မှာဖေဖော်ဝါရီလအတွင်းပြည်ပရန်လူငယ်တွေကိုလည်းစစ်မှုထမ်းခေါ်ယူဖို့ကြီးညာထားတဲ့အပြင်စစ်တပ်ရင်အမျိုးမျိုးကိုလည်း PNA ကအခွန်ကောက်ခံလျက်ရှိရာဒေသခံတွေအနေနဲ့စိတ်ဖိစီးမှုများစွာဖြစ်နေရပြီးရှိသမျှပေါင်နှံရောင်းချကြရတယ်လို့ဆိုပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။ထိုင်းသားဒေသတွေတဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။